စာအုပ်လေးရဲ့အမည်ကတော့မိဖြူလေးနဲ့ပြွက်စိတ်လေးတဲ့ညနေဖုန်းပုံမှာကမလီတယောက်နဲ့ပြွက်စိတ်အနီလေးတကောင်ကိုတွေ့ရတယ်။သူတို့ကမျက်နှာချင်းဆိုင်ရှိနေကြပြီးပါးစပ်တွေကိုဖြဲလို့ပြုံးညီနေကြလေရဲ့။နှစ်ယောက်စလုံးအဲ့လေနှစ်ကောင်လုံးအပေါ်သွားအကြီးနှစ်ချောင်းနဲ့အောက်သွားလေးတစ်ချောင်းစီပေါအောင်ကိုကြီးနေကြတာ။အမေလက်ညိုးနဲ့လက်ကလေးကိုတွဲလို့ဝီးပုံတရံထောင်ထားကြသေးတယ်။ တာက bis ငင်းချဲ့ရည်ရဲ့တင်ငိတာပဲอืมအမျိုးစားမတူပုံတရံမတူကြတဲ့သူတို့နှစ်ယောက်ဘလိုမျိုးငင်းချဲ့ရည်ကိုတိဆောက်ကြမှာပါလဲမိဖြူလေးစားဖို့ဂိတ်မုတ်တစ်ချက်ရှိရယ်တိတ်တိတ်စားကျင်နေပြီဂိတ်မုတ်လေးပေါ်မှာပေရွက်စိတ်လေးတစ်ကောင်ရှိနေတယ် စားလို့မရသေးဘူးမိဖြူလေးဆိတ်ရှုပ်သွားပြီငါမလုပ်ရမလဲပြည့်စိတ်လေးကိုလေနဲ့မှုတ်လိုက်ပြွေးစိလေးထွက်ပြေးတော့အောင်လက်ခုပ်တီးကြည့်တယ် စပွဲကုံတွေကိုထတ်ခေါက်ကြည့်တယ်။အိုးမရသေးဘူးပြည့်စိတ်လေးရှိနေတော့မဲကို။ဘယ်လိုလုပ်ရမလဲပြည့်စိတ်ကလေးလဲစာနေတယ်ထင်ပါရဲ့။ဟောအကျင်ရ ကိမ့်မုံတွေကိုမရွေးစိတ်လေးစားဖို့ဖဲ့ပေးလိုက်တယ်အခုတော့မိဖြူလေးလေးကိတ်မုတ်စားလို့ရပြီ။မရွေးစိတ်လေးလေးကိတ်မုတ်စားလို့ရသွားပြီ။သူတို့တွေပျော်သွားပြီ။